ဘာမဘရင်းချန်နယ်ကနေကြိုဆိုပါရယ်ကျွန်တော်တို့ကနေ့စဉ်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတင်ဆက်ပေးနေတာဖြစ်လို့နေ့စဉ်ကျွန်တော်တို့ channel ကို live နားဆင်ဖို့ဖိတ်ခေါ်ပါရယ်အကြောင်းအရာကိုမစတင်ခင်ဘာမဘရင်း channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့နော်ကဲဒီနေ့အခွဲချမ်းစစ်ဖြတ်ချက်မှာတော့ကျွန်တော်တို့အားလုံးနေ့ပါနေ့စဉ်ကြုံတွေ့နေရတဲ့မိခုံးတစ်ခုကိုအပြေရှားကြမှာပါပစ်စုပန်ရဲ့အခိုက်အတန့်လေးတွေကိုအပြည့်အဝခန်းဆိုင်ရင်းနဲ့ခိုင်မာတဲ့အနာဂတ်တစ်ခုကိုဘယ်လိုတည်ဆောက်ကြမှာလဲတခါတလေဒီနှစ်ခုကစန့်ကျင်ဘယ်လိုထင်ရတယ်မဟုတ်လား ။ဒီနေ့မှာတော့အဲ့ဒီအတွေ့ကိုစင်ခေါ်ပြီးဒီနှစ်ခုကိုဘလို့ဟန်ချင်ညီညီရှင်းစင်နိုင်မလဲဆိုတာကိုလေ့လာထားကြမှာပဲ။ဒါကောက်ပဲဒီအချောင်းရတစ်ခုလုံးရဲ့အနှစ်ချုပ်ပါပဲ။ပိစုပါမနေတာနဲ့အနာဂတ်အတွက်တည်ဆောက်တာကတိချစီမဟုတ်ဘူးဆိုတဲ့အချက်ပေါ့။တကယ်လို့လေတစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြည့်ပေးနေတာပါ။စဉ်းစားကြည့်ပါ။ဂင်းနဲ့လုံနေတဲ့အလုတ်တစ်ခုကိုအာယုံအဖြစ်နဲ့လှုပ်ဆောင်လိုက်တဲ့ဆိုတာဟာမနှက်ဖြန်အတွက်ပိုကောင်းတဲ့ရလက်တစ်ခုကိုဖန်တီးပေးလိုက်တာပဲမဟုတ်လား။အဲ့ဒါဟာ ပိစုပန်ကနေအနာဂတ်ကိုတိဆောက်ပေးနေလာပါပဲ။ဒါမေပြေတနာကကျွန်တော်အများစုဟာတဝက်တပြတ်ပဲရှင်းတန်းနေကြတာပါ။စိတ်ကအတဲကနောင်တတွေအနာဂတ်ကစိုးရိမ်မှုတွေကြားမှလမ်းပြောင်နေပြီးနောက်မှဆိုတဲ့အချိန်တစ်ခုကိုအမြဲတမ်းစောင့်နေကြကြတယ်။အလိုနဲ့ပဲကိုဘွားရဲ့တံပိုးရှိတဲ့အချိန်တွေကကိုယ်တိုင်တောင်တတိမထားလိုက်မိပဲကုံဆုံသွားတတ်ပါရဲ့။ကဲပထမဆုံးအနေနဲ့ဒီပြဿနာကိုနည်းနည်းလေးနည်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 းတူးဆော်ကြည့်ကြရအောင်။ဒါကတော့ဆောင်းဆိုင်ခန်းထဲမှာနေထိုင်ခြင်းမှာပဲ ဒီစကားကတိုက်ကိုနနေပါတယ်ကျွန်တော်တို့နောက်မှလုံမင်းအချိန်ကောင်းရောက်မှစမယ်ဆိုပြီးရွှေ့ဆိုင်လိုက်တဲ့အခါတိုင်းကိုအိမ်မက်တီကအကောင့်ထည့်မဖော်နိုင်ခင်မှပဲချက်ဖြည်းဖြည်းမိမ့်မိမ့်ပြောက်ကွက်သွားရောကြရှုံးမှုကတော့သင်္ကန်းစားတွေပေးနိုင်သေးတယ်လေဒါပေမဲ့ရွှေ့ဆိုင်ချင်းကတော့ပါအခွင့်အရေးမှမပေးပဲအရာအားလုံးကိုတိတ်ကဆိတ်အဆုံးသတ်စေပါတယ်အဲ့ဒီစုံစံကန်းတဲ့ကနေလွတ်မြောက်ဖို့တိုးချက်ကတော့ပစ်စုံပန်းတည့်ချင်းပါပဲ ဒါကဘာမှရှုပ်ထွေးတဲ့ကိစ္စကြီးမဟုတ်ပါဘူးအရန်ကိုယူရှင်ပါတဲ့အခုလက်ရှိလုံနေတဲ့အရာ တွေးကြုံနေရတဲ့အခိုက်အတန့်ပေါ်မှာပဲအာယုအပြေဝါစိုက်ထားတာကိုဆိုလိုတာပါပစ္စုပန်တိတ်ချင်းကိုဖြိုးထောင်ဟိုတဲ့လစ်တရီကြတဲ့နီလန်ဒီအများကြီးရှိပါတယ်ဥမာထမင်းစားနေရင်ဖုံးသုံးမဲ့အစာအစာအစာရဲ့အရာတာကို အပြေဝါခံစားတာတယောက်ယောက်နဲ့စကားပြုနေရင်သူ့စကားကိုအာယုစိုက်နားထောင်တာမျိုးတွေပေါ့စိတ်လအတင်းနဲ့အနာကစီလွန်သွားတိုင်းဟိတ်ပြန်လာခဲ့ ဆိုပြီးလက်ရှိကိုညင်ညင်တာတာပြန်ခေါ်လာဖို့လေးချင်းပေးသွားမယ်ဆိုရင်လေအတွင်းစိတ်ကတဖြည်းဖြည်းတည်ငြိမ်လာတာကိုတတိထားမိလာမှာပါပိစုပံမှာနေဘူးဆိုတာခိုင်မာတဲ့အတွင်းစိတ်အုံမစ်တစ်ခုလိုအပ်ပါတယ်။ဆိုတော့ဒုတိယပိုင်းမှာအဲ့ဒီအုံမစ်ကိုဘယ်လိုတည်ဆောက်ကြမလဲဆိုတာစစ်ကြည့်ကြရအောင်။ဒီမှာတည်ငြိမ်မှုနှမျိုးကိုခြားနာပြရတာတိပ်စိတ်ဝင်စားဖို့ကောင်းတယ်ဗျာ။ကမျိုးကအပြင်လောကကိုထိန်းချုပ်ဖို့ကြိုးစားရကောင်းနေရတဲ့တည်ငြိမ်မှုမျိုးပါ။ ဒါကမုံတိုင်းကိုလက်နဲ့တားဖို့ကြိုးစားနေတယ်လို့ပဲပင်ပန်းပြီးစိုးရိမ်စေပါညားစေတယ်။အဲ့ဒီစားဒုတိယသူမျိုးကတော့ကိုယ့်ရဲ့အတွင်စိတ်ကိုယုံကြည်မှုကနေလာတာပါ။မုံတိုင်းကိုမတားနိုင်ရင်တော့ကိုယ်လေးကိုကိုယ်ကျွမ်းကျင်စွာ မောင်းနှင်နိုင်တဲ့ဆွေယုံကြည်မှုမျိုးပေါ့။ဒါကမှတကယ်ခံနိုင်ရရှိတဲ့တည်ငြိမ်မှုအစမှန်ပါ။ဆိုတော့တကယ်စိတ်ညစ်ချမ်းမှုဆိုတာဘယ်ကလာတာလဲ။ပြဿနာတွေလုံးဝမရှိတော့တဲ့နေ့မှရတာလား။မဟုတ်ပါဘူး။အဲ့ဒီနေ့ကဘယ်တော့မှရောက်ချင်မှရောက်မှာပါ။ တကယ်စင်ရင်ချမ်းမှုဆိုတာပြဿနာတွေကြားထဲမှာတော့ငါတာကိုဖြည့်ရှင်းနိုင်တယ်ငါအဆင်ပြေမှာပါဆိုတဲ့ကိုယ့်ရဲ့ဖြည့်ရှင်းနိုင်စွမ်းကိုယုံကြည်နေတာကနေရလာတာပါဒါဆိုအဲ့ဒီယုံကြည်မှုဘယ်ကရမလဲမက်ဆီဆုံးမိတ်ဒီယုံကြည်ရမှာလားမဟုတ်ပါဘူးဒါဟာအသေးကတက်တဲ့ဒီပုံမှန်တိဆောက်ထားတာပါကိုဘွားမှာအရင်ကကြုံခဲ့ရတဲ့အခက်အခဲတွေကြော်လွားနိုင်ခဲ့တဲ့စိန်ခုံမှုတွေကိုပြန်စင်းစားကြည့်ပါအဲ့ဒီတုန်းကတော့လုံးနိုင်ခဲ့သေးတာပဲ။ အခုလဲလုံနိုင်မှာပါဆိုလဲအကျွေးကနေတကယ်ကိုကိုကိုယုံကြည်မှုကမွေးဖွားလာတာပါ အတွင်းစိတ်အုပ်မိခိုင်မာလာပြီဆိုရင်တော့တတိယအပိုင်းခေတ်တယ်ဒီဇိုင်းမမလုံဆောင်ခြင်းရဲ့ဆန်းအားအကြောင်းဆက်သွားကြရအောင်ယုံကြည်မှုဆိုတာတညတည်းနဲ့တန်းပြီးရလာတာမျိုးမဟုတ်ဘူးလေအုတ်တချက်ချင်းစီတိဆောက်ရတယ်လို့ပါပဲအဓိကခီးရပါလေဆိုတော့ကိုကိုကိုပေးထားတဲ့ကတိကိုတီးဖို့ပါပဲဒီနေ့စာတမင်တော်ဖတ်မယ်ဆိုတဲ့ကတိသေးသေးလေးကနေစလို့ရတယ်အဲ့ဒီကတိကိုတကယ်တီးလိုက်တဲ့အခါ ကိုယ့်ဘုတ်ကိုယုံကြည်မှုဆိုတဲ့အုတ်တချက်ကိုအောင်မြင်စွာစိုက်ထူလိုက်တာနဲ့အတူတူပါပဲကျွန်တော်တို့အများစုကစိတ်ပါလာတဲ့အချိန်စောင့်နေကြတယ်ဒါပေမဲ့တကယ်တော့အဲ့ဒီပြီးပြည့်စုံတဲ့စိတ်ဆိုတာဘတော့မှရောက်မလာပါဘူးအမှန်တရားကတော့အရင်ဆုံးစလုံလိုက်ဖို့ပါပဲအလောက်စလုံလိုက်တာနဲ့လှုပ်ဆောင်ချက်ကနေအချိန်အဟုန် momentum ရလာပြီးဆရာထက်တမှုကနောက်ကနေအလုံးလိုလိုက်လာတာပါကဲ့ ီမေယိုးလေးကို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 ရိုးရိုးသားသားလေးပြန်မဲကြည့်ကြရအောင်လား။ဘာတွေကိုနောက်မှလုံးမယ်ဆိုပြီးရွှေ့ဆိုင်ထားမိလဲ။ကျမရဲ့အတွက်လေ့ကျင့်ခန်းလုပ်ဖို့လား။အတိမရဒိုးပွားအောင်စာအုပ်တအုပ်ဖတ်ဖို့လား။အဲ့ဒီညာအတွာအခုချက်ချင်းလုံးနိုင်တဲ့အသေးငယ်ဆုံးချင်းလန်းတစ်ခုကဘာဖြစ်မလဲဆိုတာစဉ်းစားကြည့်ပါ။ဒါကကျွန်တော်တို့နေစဉ်ကြုံနေရတဲ့လမ်းခွဲတစ်ခုခုရှင်းရှင်းလင်းလင်းပြထားတာပါ။လမ်းတစ်သက်ကတုံဆိုင်ချင်းပေါ့။အဲ့ဒီလမ်းကလွယ်တယ်လို့ထင်အောင်ပေမဲ့အဆုံးမှာတော့ဆီရှုပ်ထွေးမှုနဲ့နောင်တကိုပဲပေးတယ်။ နောက်တလန်းကတော့လှုပ်ဆောင်ခြင်းမှာပထမဆုံးခြေလန်းကခက်ခဲနိုင်ပြီးမြဲအဲ့လန်းကပဲရှင်းလင်းပြတ်သားမှုနဲ့ရှေ့ဆက်ဖို့ဆွမ်းအားကိုပေးပါတယ်။ရွေးချယ်မှုကကျွန်တော်လက်ထက်မှာပဲရှိပါတယ်။ကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ။ဒီအပိုင်းမှာတော့ခုနကပြောခဲ့တဲ့အယူအဆတွေအားလုံးကိုပေါင်းစပ်ပြီးတော့ဘဝဆိုတဲ့မရမနိုင်သစ်တီပြောင်းလဲနေတဲ့အခီးအကြောင်းကိုစင်ကျင်သုံးသပ်ကြည့်ကြရအောင်။ဒီအဆိုးကတိတ်ကိုအားဖြစ်စေတယ်နော်။ ကိုဖြစ်ချင်တဲ့စံပြပုတ်ကိုဆိုတာအဝေးကြီးမှရှိနေတာမဟုတ်ပါဘူးကိုရဲ့နေ့စဉ်ရွေးချယ်မှုတွေလောက်ရသေးသေးလေးတွေကနေတဖြည်းဖြည်းတိဆောက်ယူရတာပါဒီနေ့ရွေးချယ်လိုက်တဲ့ရွေးချယ်မှုကမနေ့ဖြတ်မှဖြစ်လာမဲ့ကိုကိုပုံဖော်ပေးနေတာပါပဲဒါကြောင့်ပစ္စုပန်မှာအကောင်းဆုံးနေထိုင်ရင်အနာဂတ်ကိုတိဆောက်တယ်ဆိုလား perfect ဖြစ်တဲ့လူတယောက်ဖြစ်ဖို့ကြိုးစားနေတာမဟုတ်ပါဘူးကိုရဲ့အလားအာတွေကိုနေ့စဉ်တိုးတက်အောင်လုပ်ဆောင်နေစင်တာဖြစ်ပါတယ်အဓိကကတိုးတက်မှုပါ ဆုံးလည်မှုမဟုတ်ပါဘူး။ဒီနောက်ဆုံးမိကုံးလေးနဲ့ပဲညီကုံးချုပ်လိုက်ပါစေ။ဒီနေ့လှုပ်လိုက်တဲ့လှုပ်ရက်တွေတွေးလိုက်တဲ့အသွေးတွေကကိုဖြစ်စင်တဲ့ပုံစံနဲ့ကိုက်နေတယ်လား။ဒီနေ့ဟာကိုရဲ့အကောင်းဆုံး version ကိုတိဆောက်တဲ့နေ့တနေ့ဖြစ်ပါစေ။အခုတင်ဆက်ပေးတာကိုကြိုက်နေတဲ့ရင် like ပေးပြီးကိုရဲ့အမင်းတွေကို comment မှာပြောပြီးထားပါဦး။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာလေးနဲ့ပြန်တွေ့ကြမှာပဲ။